အားလုံးပဲမိတော့ညစိုင်းလန့်တင်းထလာမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်တရတော့ဒေါ်အောင်ဆန်းစုကြည်လွန်မြောက်ဖို့တော်လန်ရေးလုံနေတာမဟုတ်တဲ့အကြောင်းကိုရှင်းပြလာတဲ့ကိုကိုလွင်နဲ့အမျိုးသားတယောက်ရုပ်သံဗီဒီယိုဖိုင်ကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာမျိုးသားကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းစိုင်းလန့်တင်းထလာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ကျွန်တော်ပြောချင်တာလေတော်လိုင်းလို့ဆိုတာကအလုံးဒါပြည်သူပိုင်မှာနော်ပြည်သူကဥဆောင်ဥဆောင်လို့လောက်တာဗျဘယ်သူမှကျွန်တော်တို့ကိုအတင်းအဓမ္မမင်းတာလောက်ပါဒါလောက်ပါဆိုဘယ်သူမှလက်ခိုင်းတာမဟုတ်ဘူးဒါကိုဒီမှာနိုင်ငံသားဖြစ်တယ်မြန်မာအရေးမှာဒါဒီမတရားမှုဖြစ်နေပုံမှာကျွန်တော်တို့တရားရလမ်းကြောင်းစနစ်တကူပြောင်းမှုတော့ကိုပြည်သူကသူ့ရဲ့နိုင်တဲ့အခန်းကဏ္ဍလူပါဝင်တာဒါတို့တွားပြီးတော့ကျွန်တော်တို့ကအတော်လည်းငါပိုင်နေအငါကပဲလုတ်တယ်မင်းတို့ကမလုတ်ဘူးမင်းတို့ကဘာမှမဟုတ်ဘူးဆိုတော့အသွေးကော်မြူနဲ့ကျွန်တော်လုတ်လို့မရဘူးနောက်တစ်ခုကကျွန်တော်လူဖွဲ့ရေးတစ်ခုကိုတိစောက်ဖို့အတွက်ကိုစူးစမ်းတဲ့အချိန်မှာ ဒီချိန်ဒီကာလကဗျာကျွန်တော်၄နှစ်ကကာလရှိပါပြီစက်ခွေပါပြီအမျိုးမျိုးဒီစစ်ခွေကိုကျွန်တော်ကနေအောင်လိုက်ကိုကျွန်တော်မြန်မာနိုင်ငံမှာဆန္ဒပြခဲ့တာဗျာဘယ်ကဘာမှမပြဘူးရဲ့နှီးမျိုးဆိုဆန္ဒပြခဲ့ပွားပြီတကယ်ကိုနှီးမျိုးဆိုတော့လမ်းပေးမှာယူမလားလမ်းလဲမှာယူမလား2 inch ဟိုဒီပေါ့နော်ဆိုင်မုတ်ကမျိုးစုံဗျာလမ်းမှာအဲ့တဲ့ပုံစံယူမှာမျိုးစုံဆာဆာရက်ပုံမျိုးစုံနဲ့ရေးပြီးတော့ပြခဲ့ပွားပြီစက်ခွေပါပြီတော်ပြီပါဗျာဒီချိန်မှာကျွန်တော်လူဖွဲ့တွေတခုတိဆောက်မှချိန်မှာအစဲတွေနဲ့ဆက်ပြီးတော့ရှစ်ဆက်လို့မရဘူးဆိုတော့ဟုတ်ပြီ ဒီဘုံမောက်ကိုနှိမ်နေတယ်ပါညာလက်ခံနေဗျာနှိမ်နေတာလက်ခံတယ်ဒါပေမဲ့ကိုယ်တုံလိုက်တဲ့မှာအချင်းချင်းတော့မထိုးချပါနဲ့ပြောပြတာထိုးချလို့မရဘူးဘာလို့လဲကိုယ်ကလက်တွဲညီညီစွာနဲ့တယောက်လက်ကိုတယောက်ကန်ဆွဲပြီးတော့သွားမှဒီတုံလိုက်ညာအရှိကိုရောက်မှာလက်တွဲတစ်ခု၄ယောက်လက်တွဲနဲ့မှာတယောက်ကိုကြပါပြီအဲ့တယောက်ရဲ့အင်အားကတော်တော်ကြီးတယ်ဗျာခင်းတစ်စီးကိုကျွန်တော်တို့ကချက်ချင်းထိုးချလို့မရဘူးဆိုရင်တစ်ချောင်းချင်းထိုးချခက်အချိုးချခက်ခံတာဆိုတာကျွန်တော်ညီကိုတို့အကလုံးကျွန်တော်တို့ကဒီဟိုတင်ငါးတက်မှာဖတ်ခဲ့ပွားပြီဆိုတော့ဒီမျိုးစီလုံးချင်းအင်အားတစ်ခုတိစားလိုက်ညာမှာကျွန်တော်တို့ကအဲ့လိုအချင်းချင်းထိုးချတာဖြစ်တင်မှုမလို့စေချင်းဘူးရှင်းပြမလဲ အဲတယောက်တယောက်အပြန်လာဆွဆွဲတာဆွဆွဲတာကြည့်ရပြကလစ်ကစားစရာဗျာဟိုဘက်ကလည်းဆွဆွဲရပါညာတူမျိုးပေါ့တခုမှမထီရအောင်ဆွဆွဲတာတွေကကျွန်တော်ပြောတာကဟိုလူတယောက်တကယ်အဖွဲ့စီခုလူတယောက်ကိုပြောမှဆိုရင်တေးကြခံမှလည်းအရာနဲ့ပြောပြီးတကွေဝါအောင်ဆိုပြီးတော့ဟိုကိုယ့်ရဲ့ personal ကိစ္စတယောက်တယောက်မသိနေမသိနေတော့ကြမလို့တကယ်လုံနေလူစိတ်သက်ကြောက်အောင်တော့မတွန်းချတင်ဘူးပေါ့နော်ကျွန်တော်ပြောချင်တာပါလေလူဖွဲ့စီခုတိစားတော့ရှိမှာတော့ရင်ကျူးတိမ်မွားကြအောင်နဲ့လှုပ်တင်တယ်အချိန်တိုင်းဆဲဆိုအချိန်တိုင်းစိတ်ကတ်တာတော့ကျွန်တော်တို့အဆင်မပြေဘူးအဲ့လိုမျိုးရတော့ဟုတ်လားအဲ့လားကဘာဖြစ်လဲဆိုတော့ ဟိုအောက်တန်းကြရတယ်လို့ခေါ်တယ်အဲ့ဒါဘာလဲဆိုတော့ဒီတဖက်လူကတဖက်လူကဒီလူတယောက်ကိုဖြိုချဖို့ဆိုတာအရန်ခတ်နေတယ်လေသိလားအရန်ခတ်နေတဲ့အချိန်မှာသူတို့ကဒီလူကိုတာဂက်ထားပေမဲ့တာဂက်ထားလို့မရတဲ့အချိန်မှာဥဒတ်တွေရောက်လာပြီနော်ဥဒတ်တွေရောက်ပြီးတော့မှဒီလူကိုရအောင်ခြွေထုတ်တယ်ဆိုရင်အဲ့လူကခြွေသွားတယ်ဆိုတာ ਨੇ သူတို့နိုင်သွားပြီလေသိလားသူတို့နိုင်သွားပြီအဲ့တော့အဲ့ဒီဟာကိုသဘောမပေါက်တဲ့အခါကျတော့ဟို ကိုလူကိုကိုကထိန်းနဲ့ထိန်းလို့မရဘူးဆိုရင်မလုပ်ရမှာဆိုတော့ဟိုရန်သူရန်သူအကြိုက်တော့ကိုကလိုက်ပြီးရန်ဖြစ်နေမှာမဟုတ်ဘူးလေဟုတ်ပါတော့တော်လိုင်းရတော်လိုင်းရဘယ်သူပဲလှုပ်လို့နော်ညီလေးတေဝါလို့လည်းတော်လိုင်းရမှာမဟုတ်ဘူးအကိုတေဝါလို့လည်းတော်လိုင်းရမှာမဟုတ်ဘူးရှင်းရှင်းလေးပဲတော်လိုင်းနေတဲ့လူရှိတည်းများတော့တော်လိုင်းရဖြစ်နေမှာပဲအဲ့တော့ဘယ်သူမှဆရာကြီးမရှိဘူးဒီတော်လိုင်းရမှာနော်ဟို ဟိုအလံတစ်ခုလဲသွားတယ်ဆိုလို့ရှိရင်เนาะနောက်လူကထပ်ပြီးတော့ကင်ရမှာပဲထောင်ရမှာပဲเนาะဒါဒီစနစ်နဲ့ပဲတွားလာတာနှစ်ပေါင်း60 80ဖြစ်သွားပြီလေတကယ်လို့ဒါဒီစစ်တပ်ကတကယ်ဆိုရင်နိုင်သွားပြီလေနိုင်သွားပြီပဲသူတို့88တဲရနေသူတို့တွေလှုပ်လာတာငြိမ်ဝင်းပြီးသွားမှုဆိုပြီးတော့ဟာလာတောက်လျှောက်ယုံနေဌာနတွေမှာသူတို့ဝင်ပြီးတော့လှုပ်လိုက်တာလေအေးဒါပေမဲ့နိုင်သွားပြီဆိုပေမဲ့အဲဒီနိုင်ငံကြီးလုံနေတဲ့သူတွေကဟိုတယောက်မှရက်မသွားဘူးလေ ော်ရက်မသွားဘဲနဲ့ဆက်လုပ်တယ်ဆက်လုပ်တယ်ဆက်လုပ်တဲ့အတွက်ဘာဖြစ်လဲဆိုတော့သူတို့ sorry နိုင်ငံတကာနဲ့ဟိုတန်တမန်ရေးရာဒီမှာလုံးဝအဆက်အသွယ်လုပ်လို့မရဘူးလေအဲကြောင့်လဲအဲကြောင့်လဲအခုဒေါက်ဆန်းစုကြည်က तू तू က तू ကတယောက်တည်းစစ်ဘိုလ်ချုပ်တည်းတယောက်ပြီးတယောက်သာလဲသွားတာဟုတ်တယ်နော်စစ်ဘိုလ်ချုပ်တည်းတယောက်ပြီးတယောက်သာလဲသွားတာအဲ तू ကအခုချိန်ကြီးစင်ပေါ်မှာရှိနေတော့မယ် သူ့ကိုဘယ်နေရာမှာပဲထားတာသူကစင်ပေါ်မှာရှိနေတော့မယ်ဒီတိုင်းမဲ့တခုရှိတာအကိုတို့ကအကုန်လုံးကလည်းကွာဟိုဒေါန်ဆန်းစုကြည်ကိုတည့်ရမလားဟိုလွတ်လွတ်ဖို့အတွက်အကိုလုံနေတာမဟုတ်ဘူးလေသူကလည်းဒီဒီနိုင်ငံကို freedom ဖြစ်အောင်လုပ်ပေးနေတဲ့မိမတယောက်ဖြစ်တဲ့အကိုတို့ကလည်းဒီနိုင်ငံကို freedom ဖြစ်ဖြစ်စေချင်တဲ့သူတွေဖြစ်တယ်အဲ့တော့ဒေါန်ဆန်းစုကြည်တယောက်တည်း freedom ဖြစ်ဖို့လုံနေတာမဟုတ်ဘူးကွာအားလုံးကဟုတ်တော့မလားနော်ပြီးတော့ညီလေးစဉ်းစားကြည့်ဘာသာရေးလွတ်လပ်မှုရှိပါတယ်လို့ပြောတယ် အဲဒါပေမဲ့ဗာလဲဒီပြောနေတဲ့သူတွေကဘယ်သူလဲလဲကြည့်လိုက်တို့တို့လူပဲပြောတာအခုလို့ဒီဘက်ကတကယ်ဒီမိုကရေစီလိုလားတဲ့သူတွေကဘာသာရေးတွေမဟုတ်ဘူးဘာမှမလွတ်လပ်ဘူးဆိုတာကိုချပြနေတာကိုနားမလည်ဘူးတို့ဟေ့လားဘာမှမလွတ်လပ်ဘူးကဲခုညီလေးအသက်မယုံမသေး25တော့ကြော်မှာပေါ့နော်ကျွန်တော်ဘဝတသက်တာမှာအခုညီလေးထိုင်းနိုင်ငံမှာမနေဘဲနဲ့မြန်မာနိုင်ငံမှာပေါ့မြန်မာနိုင်ငံမှာဘာတွေဘာတွေ ာတွေလွတ်လွတ်လပ်လပ်နဲ့ဘာတွေရှိခဲ့လဲပြောကြည့်လွတ်လပ်လပ်ဆိုတာကကျွန်တော်တက်တာရှောက်မှာဆိုရင်ဒီပေါ့နော်ကျွန်တော်ဒီကျွန်တော်နဲ့ဒီပေါ့နော်ဒီဦးတိတ်နေဆိုရလက်ထက်ရှိရကျွန်တော်လူလာလူလူဆက်ဖြစ်ပဲရှိနေမှာတော့ဒီပေါ့နော်လူငယ်တယောက်ဖြစ်လာပြီဆိုတော့အချိန်မှာဒီတွေ့ကြုံခဲ့ရတာဦးတိတ်စိတ်လက်ထက်ရှိမယ်မေတောင်ဆန်းစုကြည်လက်ထက်ရှိမယ်မင်းအောင်လာလက်ထက်ရှိမယ်တော့လက်ထက်မှာတော့နှစ်နှစ်နေခဲ့ဆိုတော့ဘယ်လိုပြောမလဲဦးတိတ်စိတ်လက်ထက်မှာကျတော့ကျွန်တော်တို့ ဟိုအနေချင်းတော့လွတ်လပ်တယ်ဗျာအနေချင်းတော့ဒီမိုကရေစီရဲ့အငွေ့တက်ကိုရတယ်ဒါအာမရံပြောတာနော်အငွေ့တက်ကိုရတယ်ဒေါအောင်ဆန်းစုလက်ထက်မှာဆိုတော့အများကြီးကျေပြန့်သွားပြီတော်တော်လေးကိုအငွေ့တက်မဟုတ်ပဲနဲ့ဟိုအများဆုံးပေါ့ဗျာလွတ်လပ်မှုတော်တော်လေးရခဲ့တယ်အထို့တော်လေးပဲဒီအာနာတင်းပြီးတဲ့အချိန်မှာအဲ့ဒီအခုနပြောဒီမိုကရေစီအငွေ့တက်တွေဗျာဒီမိုကရေစီရဲ့လူခွင့်ရဲ့ဒီ freedom နဲ့အကုန်လုံးကအကုန်လုံးကြောက်ဆုံသွားတာချက်ချင်းမဲ့သူတို့လမ်းတွေကိုတဲအိတ်တိဆောက်တယ်ပြည်သူကိုအကြောက်တရားတွင်းတယ်အရင်ကရဲတွေ ပေးစတိုပဲခါကြထိုးရလူတွေတခါခါပေးစတိုတော့မခါကြမထိုးရရဲတွေက M416 တွေယူပြီးတော့ဟိုပေတူကိုအကြောက်တရားရိုက်သွင်းနေအခုနဘာတိုင်းလူလက်ခွင့်ဆိုတာတကနထားလိုက်အောင်လူတွေလမ်းမှာထွက်ဖို့တော့ကြောက်သွားတာအခုဆိုဘယ်လိုအခြေအနေဆိုတော့ဗျာဟိုလေးကိုလင်းရဒီအိမ်ကနေပြီးတော့လက်ဖက်ဆိုင်သွားတယ်အိမ်ကနေပြီးတော့အဲဈေးသွားမယ်ဆိုတော့မှတ်ဖို့နေယူရတယ်မှတ်ဖို့နေမပြရေသွားပြီလာတာဘလောက်ဘလောက်ဘလောက်ဆိုတော့ပြောလာတယ်ဘလောက်ဘလောက်ဆိုတော့တောင်းဆိုလာတယ်ဆိုတော့မြန်မာနိုင်ငံမှာကရှင်းရှင်းပြောမှဆိုရင်ကျွန်တော်တို့ဒီပေါ့နော်လွတ်လွတ် ဆိုတာလုံးလုံးဖို့ဆိုတာကမလွယ်ဘူးတော်တော်မလွယ်ဘူးအများကြီးဆုံးရှုံးခဲ့တယ်ပြောမှဆိုကျွန်တော်နင့်နိုင်မှုအများကြီးရှိခဲ့တယ်ဟိုဒေါက်ဆာမီလက်ထက်နဲ့ဒီလက်ရှိမရောက်နိုင်တဲ့တက်အများကြီးကြွားချရတယ်ဒါကိုပဲကျွန်တော်တို့ကအာရှင်းပြောမှဆိုရင်ဒီရှင်းပြောမှဆိုကဒေါက်ဆာမီလက်ထက်မှာတော့ဒီမိုကရေစီအပြည့်အဝရခဲ့တာမဟုတ်ဘူးစစ်တပ်ကပေးတဲ့လောက်ပဲရခဲ့တာတကယ်လို့စစ်တပ်ကပေးနေတာစစ်တပ်ကပေးတဲ့လောက်ပဲရနေရနေတာစစ်တပ်ကမပေးခြင်းတဲ့ပုံမှာအာဏာကိုကောက်တင်ပြလာတော့မပေးတော့ဘူးကွာဆိုတော့ဘုံငါတိတ်နေတိတ်နေပါဆိုတော့တိတ်ပြကြဆိုတော့ဘာလိုက်လောက်ခွင့်ထားလဲလူခွင့်ရောမရှိတဲ့နိုင်ငံမှာကျွန်တော်တို့နေခဲ့ရတာဒါကိုဒေါက်ဆာဆုကြည်ကလည်းသူက ဟိုလက်နက်မကင်ပြီးတော့အကြမ်းမဖက်တဲ့နည်းနဲ့ပေါ့ဗျာနိုင်ငံရေးရစစ်တပ်ကိုရေကြားစစ်ရေးဆိုတဲ့နောက်တစ်ခုနဲ့ဝင်ခဲ့တာသူလည်းကြိုးစားခဲ့တာပဲနောက်ဆုံးမရခဲ့တော့အခုသူ့ကိုနောက်ကျော်ကိုဓာတ်ထိုးခံရပြီးတော့အခုအချင်းမအချင်းချခံရနှစ်ပေါင်းဘယ်လောက်လဲသူ့အတန်းမမရဘူးချခံရဆိုတော့မြန်မာနိုင်ငံမှာကျွန်တော်တို့ဆိုးရတဲ့ဒီစစ်အာဏာရှင်ကိုကျွန်တော်တို့ဖြိုခွင်းမှကိုရမယ်ဒါကိုဗျာအဲ့လိုမျိုးဖြိုခွင်းရမယ့်အချိန်မှာကျွန်တော်တို့အချင်းတွဲထားမဲ့လက်တွေကိုပြန်ဖြုတ်ဖို့ဆိုတာမလုပ်တင်ဘူးလောကမလုပ်တင်ဘူးကန်ဆွဲထားမှာကျွန်တော်ဘလို့နည်းရရနေကန်ဆွဲမှာမတူတဲ့ဟာကိုပေးဖက်ပဲသူတို့ဟာညှိပြီးတော့ရအောင်ကန်ဆွဲထားမှာကျွန်တော်ပြောချင်တာလေอืม အကိုတော့လုံးဝလေအကိုပြောပါမယ်အကိုငငယ်တော့ပါเนาะဒီဥနေဝင်เนาะဥနေဝင်အဲ့88မတိုင်ခင်တော့ပါเนาะအဲ့မှာအဲအကိုတို့အကိုငငယ်ပဲရှိတယ်ညီလေးတို့လည်းကြားဘူးမှာပေါ့ဗါလဲဂလုံဂလုံเนาะဂလုံဖမ်းတယ်ဆိုတာတဲ့ဂလုံသာကြားဘူး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 အဲ့မှာဟိုဂလုံဖမ်းတယ်ဆိုတာဈေးလမ်းပေးဈေးတွေလေဖွင့်လို့ရှိရင်အဲ့မှာလမ်းပေးဈေးတွေဆိုရင်အဲ့မှာအဲ့အဲ့ဟိုဟာရဲတွေက အဲရဲပေါ့နော်ဒီဒီစီပင်ရဲတွေပေါ့အဲစီပင်ရဲတွေကလိုက်ဖမ်းတာအဲ့လောက်ဂလုံလို့ခေါ်တယ်ကြည့်ဂလုံဆွဲတယ်ဂလုံဆွဲရဆိုဟာအာလိုက်ပြီးဆိုဟာဈေးပန်းကြီးတက်ရမလားအာရွက်ပြီးတော့ပြေးရတာနဲ့အာဒီခါကျရင်အမအဲ့ပြောပြီးမကြောက်ဘူးနော်အမကားကြီးနဲ့ရောက်ချလာပြီးစီစီနီမှာအကုန်လုံးကောက်တင်သွားတာနော်ဆိုတော့တပည့်မြို့တော်ကိုနော်လှပစေခြင်းလို့လုတ်တယ်ဆိုလို့ရှိရင်လွတ်လက်တယ်ဆိုရင်ပြောပြတာနော်လူတွေဘလို့မလွတ်လက်လဲဆိုရင်စနစ်တကျနဲ့ဆိုင်ကန်းတွေပေါ်ဆောင်ပေးပါလားနော်စနစ်တကျနဲ့လုတ်ပေးပါလား ဲ့မှာအဲစနစ်ကျနဲ့လုတ်ပေးပါလားဆိုတော့အဲ့မှာဘာပေါ်လာလဲဆိုတော့အခွန်လွတ်ဈေးဆိုပြီးပေါ်လာအခွန်မကောက်ဘူးအဲ့ဈေးမှာရောင်းရင်အခွန်လွတ်ဈေးဆိုပြီးတော့ပေါ်လာတယ်ပေါ်လာတဲ့အခါမှာအဲဘာဖြစ်လဲဆိုတော့သူတို့ဒီစစ်တပ်ကထွက်တဲ့ channel တွေကနေသူတို့အကုန်တင်ထားတဲ့မြေခွက်တွေတိလားအဲ့မှာမင်္ဂလာသီးကြီးတွေဟိုတရတီးကြီးတွေအဲ့လိုမျိုးသူကစားကြပြပကနေပတ်စံမိုးရင်တော့အဲ့ချိန်တော့ဘာလို့ဆိုအကုန်ကဆန်ရှင်နဲ့ပိတ်ထားတာ ပိတ်ထားတော့တို့အဲ့ဒီအချိန်မှာကြည့်ရမလားဟာတကယ်ဟိုလှော်ကားဥယျာဉ်တို့ပါလို့မှာလေအဲ့ဒီမှာဆိုလို့ရှိရင်ညီလေးရယ်မင်္ဂလာသီးလေးဆိုအလောက်တော့အလောက်လောက်လုံးကြီးအကြီးကြီးပွားပြီးတော့တကယ်မြေဩစာကောင်းကောင်းနဲ့လှုပ်ထားတာချိုးနေတာပဲနော်အဲ့လိုမျိုးကြီးအဲ့ဒါတွေကိုအကုန်လုံးဒါသူတို့တို့တို့ပဲလာလာရောက်တာနော်ပြီးသူသူတို့ကဒီလောက်ကြီးနေရမရဘူးအဲ့အခွန်လို့ဈေးဈေးမှာတို့တို့ပဲရောက်တာကြက်သားတွေဆိုလဲမှာကြက်ချံတွေပါတယ်ဆိုတာလေအဲ့နိုင်ငံတော် ဟိုပတ်သက်နေတဲ့တို့ဒီတက်ထဲမှာเนาะတက်ထဲမှာဟိုဟာလောက်တာအခုံလို့ဈေးဆိုပြီးတော့เนาะအဲ့ချိန်ထဲကဆိုရင်ဟာနေရာထဲမှာရဲရှိတယ်နေရာထဲမှာမော်တော်ဘီကယ်ရှိတယ်နေရာထဲမှာစစ်သားရှိတယ်เนาะအမှတ်တက်ပြီးစိုးလာတာဘာလဲဆိုတော့အေးဒီဘီးပွိုင်းဒီမှာရဲရဲစစ်သားရဲတွဲပြီးတော့မဲတနက်ကြီးကင်ပြီးစောက်တာเนาะဟာတကယ်အကိုတို့ဆိုရင်လေအမြဲကြောက်နေရတာဟုတ်လားတခုတို့ရွှီးဆိုမှုတ်လိုက်ပြီးဆိုရင်အဲ့ဒါမရက်လို့မရဘူး မရရင်လှမ်းပြစ်မှာသူကဆိုတော့တိနေပြစ်တာပဲပြစ်မိတ်ပါပေးထားတာကဲနေနိုင်မှာဘီပွိုင်းမှာလှုပ်ရှားတဲ့မော်တော်ဘီကရှိသေးတယ်မလေးအကျင့်ဖြတ်ချစားနေတာတွေကအများကြီးပဲနော်မြန်မာနိုင်ငံဆိုတာအဲ့ဒီမတိုင်ခင်ကဒါဥနေဝင်အဲဟိုပေါ့လက်ထပ်ပါပဲမတိုင်ခင်လို့ပြောရင်လည်းအကိုတို့မမီဘူးပေါ့နော်အဲ့လက်ထပ်ပါပဲအဲ့မှာ international airport အကိုတို့ရဲ့ဒီနော်နေတာဓာတ်လိုက်လာလို့ရတယ် အင်္ဂလန်နဲ့မြန်မာပြည်ကိုဓာတ်လိုက်ဆင်းတာဆရာကြီးအဲ့ဒီချိန်မှာပဲ international airport ဆိုတာတခြားနိုင်ငံတွေမှာမရှိသေးဘူးဆိုတော့စဉ်းစားကြည့်အဲ့လိုမျိုးဟိုဘာမှမရှိတဲ့ဒီစင်ကာပူကတော့စင်ကာပူဆိုတကယ်တကယ်58 1958မှာ တကယ်ဟိုသိရမလားမြောင်းနေချောင်းနေဒီလိုမျိုးတွေနဲ့ဟိုစုပ်ပြတ်တနေတဲ့နိုင်ငံအခုဆိုဘာဖြစ်လဲတိုက်ကြီးတွေဟီးပြီးတော့တကယ်အဆင်ပြေ escalator တွေစောက်ပြီးတော့ဒေဝင်ဝင်းတွေစောက်ပြီးတော့เนาะပကိုက ော့အခုပါလို့ဆိုတော့စင်ကာပူကနေ transit ဆိုပြီးတော့မြန်မာပြည်ကိုပြန် transit เนาะမြန်မာပြည်ကိုမြန်မာပြည်ကိုအဲ့လိုအဲ့လိုလုပ်ပလိုက်တာတွေးကြည့်ရင်ရင်းနာစရာကြီးပဲเนาะရင်းနာစရာကြီးပဲမြန်မာနိုင်ငံကလည်းတော်တော်ပြောမှာဗျာအဲ့လိုမျိုးပေါ့အောင်မြင်မှုလမ်းစားကိုရောက်ပြီဆိုတော့ ਨੇ ချက်ချင်းတာစီခံရလားအောင်မြင်မှုလမ်းစားကိုရောက်ဆိုတော့ချက်ချင်းတာစီခံရလားဆိုတာကန်ဆိုးတာပေါ့နော်အဲမေတော်ဆန်းစုကြည်ကလည်းငန်းနေတာကလာအုပ်ချုပ်များအတူတက်မှုရှိရပြောင်းလဲမှုများရှိရဆိုတော့အဲ့လိုမျိုးအောင်မြင်စားလမ်းစားကိုရောက်ဖို့အငွေတက်လေးပဲရှိသေးတယ်ငန်းနေတာ တိတိလေးပဲရှိတဲ့အချိန်မှာချက်ချင်းအာဏာကောက်တိန်တာဆိုတော့မြန်မာနိုင်ငံကြောက်တဲ့ကြားတဲ့အကြောင်းရင်းအကုန်လုံးကဒီစစ်တပ်ကပဲလုပ်ခဲ့တာစစ်တပ်ကပဲလုပ်ကြောက်အမြဲတစိတ်ချိုးခံရခဲ့တာကျွန်တော်ကန်ဆူလာရရမှာဒီစစ်တပ်ကြီးကဘလို့မှမရှိတင်တော့ဘူးစစ်တပ်တစ်ခုလုံးတော့မဟုတ်ဘူးပေါ့ဗျာဒီစေအာဏာရှင်နေပေါ့နော်ဒီတစုလူတစုလက်တဆုပ်ကြလူတစုကလုံးဝမရှိတင်တော့ကျွန်တော်အဲ့ဒါကိုလုံးဝအပိတန်ချုပ်ငင်အောင်ဒီဟာနောက်ဆုံးအချိန်ပဲဒီလောက်ထိစီးလုံးမှုအကောင်းဆုံးအချိန်မှာမလုံနိုင်ခဲ့ဘူးဆိုတော့နောက်တက်တန်းလူငယ်မျိုးသက်တွေကမလွယ်တော့ဘူးလို့တကယ်မလွယ်တော့ဘူးမြန်မာနိုင်ငံမှာဒီချိန်ကအကောင်းဆုံးနဲ့အဖြစ်တည်ဆုံးအချိန်ပဲ ဒီလောက်ထိစီးလုံးတဲ့အခြေကာလဆိုမရှိခဲ့ဘူးတမိုင်းမှရှိခဲ့ဘူးအဲကြောင့်မလို့ဒီချိန်မှာအပိတန်လုံးမတာဖြစ်ဖြစ်လိမ့်မယ်တမနောက်ဆိုမလွယ်ဘူးတော့မလွယ်ဘူးတော့ခင်ကြတယ်ဟုတ်ကဲ့အခုတို့တကယ်လို့ပေါ့နော်ဒီပွဲမှာပေါ့တို့ထပ်ပေါက်ရသွားတာ ਨੇ ဘာဖြစ်မလဲဆိုတော့ဖိနေချုပ်ချက်မှုတွေနောက်ပြီးတော့နော်ဖိဖိနေချုပ်ချက်မှုတွေနော်ဟိုဟာလာတော့မယ်နော်ဒီဒီဟိုဟာပေါ့ နိုင်ငံရဲ့အရင်းမြစ်တွေနော်အဲ့အမျိုးတွေလာတော့မယ်သိလားနော်အဲ့တော့အဲ့လာပါလဲဆိုတော့ discrimination လို့ခေါ်တယ်သိလားနော်ဒါဒါဟိုလူတယောက်ကိုနော်နှိပ်ချတယ်ပြောဆိုတယ်နော်နှိပ်ချပြောဆိုတယ်အဲလူတယောက်အသားအရောင်ကိုခွဲခြားတယ်နော်ဟိုလူတယောက်နဲ့တယောက်ကိုအပြန်အလှန်လေးစားမှုမရှိဘူးဆိုတာတွေကလေဒါတွေကသူတို့ရဲ့အတွင်းတန်တန်ပြနေတာသိလားအဲအတွင်းတန်တန်ပြနေအကိုတို့ဆိုရင်ငငယ်ကလေဒီ မောင်နှမကြားထဲမှာလေလေအရန်လေဟိုအနှိမ်ခံရတယ်သိလားအဲ့ဘာလဲဆိုတော့ဟိုအသားရေကြောင်းပေါ့နော်အသားရေကြောင်းဟိုဖြူဖြူလေးတွေနဲ့ကိုယ်တွေနဲ့ရောသွားပြီဆိုရင်ကိုယ်တွေကိုအဲအဲ့နာမည်ကိုတုံးပြီသိလားဆိုတော့အရန်နှိမ်ချခြင်းကိုခံဒါကြောင့်လဲတရားဥပဒေမစိုးမိုးခဲ့လို့လေမြန်မာနိုင်ငံကမတိုးတက်တာပဲနော်ဒီနိုင်ငံကြီးမှာဆိုရင်ညီလေးကဘယ်လောက်ထိတရားဥပဒေစိုးမိုးလဲဆိုရင်ညီလေးဖတ်တီးလို့ခေါ်လို့မရဘူးနော်ဖတ်တီးခေါ်လို့ကဘင်းမှာထပြီးကျုံးမှာသိလားအဲ့ ်အေးပါအဲထိုးခွင့်ရှိတယ်နော်ထိုးခွင့်ရှိတယ်နော်ဖတ်ကြည့်ခေါ်လို့ဆော့ထိုးခွင့်ရှိတယ်ညီလေးရုံးလားဟုတ်တယ်ဟုတ်တယ်ဒါပြောမစုံဗျာလူသားချင်းချင်းတို့ကဟိုဒုတိယလူတယောက်ပေါ့နော်လူတယောက်လူတယောက်အချင်းကိုပြန်ပြီးတော့စက်ကွက်စက်ကွက်မဖြစ်အောင်ပေါ့နော်သူ့စိတ်မှာခံစားချက်မဖြစ်အောင်ပေါ့ဒါပြီးတော့ဥပ္ပေနဟန်တာတာပေါ့ရှင်ပြောမစုံလူကိုလူလိုမြင်တာပေါ့ဗျာတဲ့ပြောမစုံဒါသူ့တဘဝတက်ဖြစ်လာတာသူကသူဝါတာပိန်တာဟိုအတမဲတာဖြူတာဘလို့ဖြစ်တာလူလူကတဘဝတက်ဗျာဖះပေးတဲ့ဆုလက် ါကိုကျွန်တော်တို့ကအဲ့ဒါကိုအကြောင်းပြပြီးတော့တယောက်တယောက်နှိပ်ချမယ်ပြောဆိုမယ်ဟိုတယောက်တယောက်မကြွဝင်စကားတွေထုတ်တုံမှာဆိုတာမဖြစ်တင်ဘူးလေအာတားရတာဒုက္ခရင်နိုင်ငံတကယ်နိုင်ငံကြီးမှာရှိတယ်ဒါမျိုးကျောင်းနိုင်ငံမှာဥပဒေမစိုးမိုးဆိုရလဲဥပဒေကိုစစ်တပ်ကချုပ်ကင်ထားတာဒီတို့ချမှတ်တဲ့ဥပဒေကတို့တက်ပဲတို့ကဘာယူပြီးတော့ပြည်သူကိုလုံးဝကိုလှည့်မကြည့်တဲ့ဥပဒေကြီးတို့ပဲချုပ်ကင်ထားပုံမှာဘယ်အစိုးရပါတက်တဲ့ဘယ်သူပဲရက်တာပြောပြောဥပဒေကိုတို့ကတကယ်ခေါင်းကိုတို့ကင်ထားပါပြီဆိုတော့ဘယ်လိုပဲလုပ်လို့မရဘူးဘယ်လိုမှလုံးမနိုင် လုံးမနိုင်ခဲ့လို့ပဲဟိုအနောက်ကနေပြီးတော့ဟိုနောက်ကျတော့ဓာတ်ထုတ်ခံပြီးတော့ NLD ပါတီကို main ရက်လက်အပြတ်သက်နိုင်တယ်တော့အနာသိင်းကြီးခံရရတာဆိုတော့ကြတဲ့ချိန်ကြတယ်လို့ငါတို့တိန်းနေကွာမင်းတို့ဘာမှလုပ်လို့မရဘူးဆိုပြီးတော့အတွေးခေါ်လောက်တာဆိုတော့ဥပဒေတို့ကချုပ်ကန်ထားတာအဲတို့ချုပ်ကန်တဲ့ဥပဒေကိုကျွန်တော်ပြန်ယူရမှာယူပြီးတော့ကိုယ်လေးပြည်သူတွေလိုအပ်တဲ့အများဆုံးထောက်ပြတဲ့ဥပဒေကိုပဲပြန်ရေးဆွဲရမှာဒီအစိမ့်စာအောင်လုံးပိတ်တရမှာဒါမှမဟုတ်ကျွန်တော်နိုင်ငံဟိုအခင်းကြီးတစ်ခုကိုအပြောင်းလဲတစ်ခုကိုလုပ်လို့ရမှာဒီအစိမ့်စာအောင်ကလုံးဝရှေ့ဆက်လို့မရတော့ဘူးအစိုးရကဒီတိုင်းနိုင်ငံရဲ့အခွင့်အရေးပေါ့နော်တိုင်းနိုင်ငံအခွင့်ဆိုးရှုံးတာအစိုးဆုံးပဲอืม ကြည့်လေတော်ဆန်းစုကြည်ပါတီဆိုရင်လည်းဟိုဘလောက်ဒီအောက်တန်းကြလဲဆိုရင်တို့တွေဟိုမုတ်ပါတီမုတ်ပါတီဆိုပြီးတော့မှဘ ᱹ ဒုအရင်ဖြိုလဲဆိုတော့ဘ ᱹ ဒုအရင်ဖြိုလဲဆိုတော့ဥက္ကုဏီကိုတို့အရင်ဖြိုတယ်နော်ပြီးတော့ဘာဖြစ်လဲဇက်ကပေါက်ခဲ့ရပြောတယ်အဲ့ဒီလူမျိုးအကိုတို့ကကြတော့ဘာဖြစ်သွားလဲဆိုတော့သူတို့လုံမှဟိုမုံမုံနေတဲ့ဟာတော့ပိုချစ်သွားတယ်လာဘာကြောင့်တိလာငကိုတို့ကငကိုတို့ကအကိုတို့ရှင်းရှင်းပြောရမယ်ဆိုတော့အကိုတို့လည်းကောင်းတဲ့ရိုက်သွင်းခံထားရတာလေဒီလေ တိလားဟိုပြောတယ်တိတယ်မလားဒီဒီနာမည်ကြီးကိုပဲဟိုကိုတွေမှာအဲ့လိုရိုက်သွင်းခံထားတာဆိုတော့အဲလုံးဝကိုတွေလက်ဒါရှင်းဆုံးပြောရင်ကိုတွေလက်အပယ်ကံလို့ထားပေးထားတာတိလားလုံးဝမရောဘူးကွာရှင်းဆုံးပြောရင်ဒီလေတိလားဒီဘာသာဝင်ကိုလည်းကိုတို့မရောဘူးကွာဒါအမှန်တမ်းပြောပြတာနော်ဟုတ်ကဲ့ပါမာရီကျေးဇူးပါနော်အဲအခုကျတော့ကိုတွေကသူတို့လုံးမပိုစီးလုံးသွားတာတိလားအခုတိုင်းရင်းသားတွေလည်းပိုစီးလုံးသွားတာသူတို့သူတို့မအောင်မြင်ဘူးမအောင်မြင်ဘူး တဲ့ညီလေးဟုတ်တယ်ဟုတ်တယ်သူတို့ချက်ချုံသွားတာဘာလို့ဆိုဒီဒေါ်လာရင်းနိုင်လို့ရှိရင်ညီလေးကြည့်စင်ကာပူနိုင်ငံလိုမျိုးပဲအဲလေးနိုင်ငံပေါင်းပြီးတော့ဒါဟိန္ဒူရယ်ဗုဒ္ဓဘာသာရယ်နော်အဲမွတ်စလင်ရယ်ခရစ်ယာန်ရယ်နော်ဟိုအဲ့လိုပေါင်းပြီးတော့သူတို့ဖွဲ့စည်းထားတာစင်ကာပူကလေးဘာသာနဲ့လှုပ်ပေးတယ် MRT တွေမှာစကားပြောပေးတာနော်ဟုတ်တယ်မလားဟုတ်တယ်အင်္ဂလိပ်လိုပြောပေးတယ်တေးလိုပြောပေးတယ်အဲဟိန္ဒူဘာသာနဲ့ပြောပေးတယ် မလေးဘာသာနဲ့ပြောပေးတယ်ဟုတ်တယ်မလားဒါပဲဟုတ်တယ်ဟုတ်တယ်ဒါပဲအဲကြောင့်စင်ကာပူတိုးတက်တာဟုတ်တယ်ဟုတ်တယ်အဓိကဆေးအနာရှင်တွေကဗျာဖုန်းကတုံးလာတယ်အဲ့တော့ခဏဖိလန်ပြတယ်မိကိုရနော်ခဏဆီလန်လည်းဖုန်းလာလို့ရေးကြည့်ဖို့ဒီလိုလိုပြမယ်နော်နောက်ရမှအခုဆက်ပြောတော့မယ်ကြီးလေးနော်โอเคโอเคဟုတ်ပြီဟုတ်ပြီလေးကိုလည်းဟုတ်ပြီမင်္ဂလာနဲ့ကြပါနော်အချိန်လင့်သွားပြီနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အခုနည်းနည်းပြောပြီးဒီကိုလည်းပြိတ်တော့မယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့နော် နိုင်ငံတစ်ခုတိုးတက်ချင်လို့ရှိရင်စီကံရှိရမယ်เนาะစီကံရှိရမယ်အဲ့စီကံကဘယ်သူကခေါင်းဆောင်ကိုယ်တိုင်စီကံရှိရမယ်ခေါင်းဆောင်ကိုယ်တိုင်ကဟိုခွဲခြားမှုတွေမလုပ်ရဘူးဘာသာရေးခွဲခြားမှုတွေလူမျိုးရေးခွဲခြားမှုတွေအသားရေးခွဲခြားမှုတွေလုံးဝမလုပ်ရဘူးဒါတွေကဥပဒေရေးဆွဲတဲ့အခါကနေစပြီးတော့လုပ်ကိုလုပ်ရမယ်ဒီမြန်မာလူမျိုးတွေကဘယ်လောက်ထိကျွန်တော်တို့အကျင့်ပြတ်သွားပြီလဲဆိုတော့เนาะဘယ်နေရာမှာရောက်ရောက်เนาะ ဘယ်ညာပဲရောက်ရောက်ရံဖြစ်တယ်ဆိုရင်လည်းတားမရစီးမရနဲ့အဲ့လိုမျိုးရံဖြစ်တာဟာကျွန်တော်တို့ဆိုရင်အခုဒေါ်လာတအားကြီးရယ်နော်ကျွန်တော်ပြောပြမယ်ကျွန်တော်အဖြစ်ပြက်ဒီကျွန်တော်ပြောပြမယ်နော်ကျွန်တော်အမဲကောင်နဲ့လည်းဒီမှာပြဿနာတက်ဘူးလေနော်အဖြူကောင်နဲ့လည်းပြဿနာတက်ဘူးလေโอเคနော်ဒါပေမဲ့ကျွန်တော်တို့သူများနိုင်ငံမှာနေတဲ့အခါမှာဟိုလက်လွတ်စပယ်ပေါ့ကျွန်တော်တို့မလုပ်ဘူးနော်လက်လွတ်စပယ်ကျွန်တော်တို့ဟိုမှာမဖြစ်ဘူးမင်္ဂလာပါကြီးလေးကြီးစက်နော်လက်လွတ်စပယ်ကျွန်တော်တို့မပြောဘူးအဲ့မှာဒီ အမဲကောင်တယောက်ဆိုလို့ရှိရင်เนาะဒီမှာကျွန်တော်เนี่ยပြဿနာတက်တဲ့အခါမှာ तू อ่ะဒီဘောင်းပေါ်မှာဟိုရက်တဲ့အခါမှာကျွန်တော်တို့ကားတွေကမလွတ်ဘူးเนาะမလွတ်တဲ့အခါကျတော့ကျွန်တော်ကနေပြီးတော့ပြောတဲ့အခါမှာဘာလုပ်လဲဆိုတော့ကားရကနေကျွန်တော်လှမ်းပြောတဲ့အခါမှာကျွန်တော်သပင်ကိုလာကင်တာကြည့်အဲ့အဲ့ဒါ तू ရဲ့ဇရိုက်ပေါ့เนาะဇရိုက်เนาะဇရိုက်ကအဲ့လိုလာတာပေါ့တချို့လူတွေကဇရိုက်တည်းကကျန်းတယ်လေဆိုတော့လာပြီးတော့ကျွန်တော်ခေါင်းအောင်ဒီလိုလာကင်တာတဲ့မှာဘာလဲဆိုရပုံစံမျိုးပေါ့အဲ့ဒါကျွန်တော်လက်ကိုဖြတ်ရိုက်ပလိုက်တာဖြတ်ရိုက်ပြီးကျွန်တော်ကားပေါ်ကနေဆင်းပြီးတော့ ကျွန်တော်လက်ထဲမှာကားကီးကိုလက်ကြားထဲမှာဟိုထည့်ထားတာသိရမလားတွတ်မယ်ဆိုပြီးတော့ကျွန်တော်ဒါဒါဆန်းဆွဲတာမမိလို့เนาะအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာ fighting တွေကပေးခဲ့တယ်လေမြန်မာနိုင်ငံမှာမ fight ရဲ့ကိုသတွေးလာဆွတ်တာနားဟုတ်အာကိုင်မကိုင်လို့ရှိရင်ဟာနောက်နေ့သတွေးဆွတ်တဲ့ဘဝကျွန်တော်လွတ်မှာမဟုတ်ဘူးเนาะအဲ့လိုမျိုးနဲ့ကျွန်တော်တို့ကြီးပြင်းကြရဆိုတော့ကိုယ်နည်းနည်းလာလဲထိလဲကြောဆက်ချင်းဒေါသကထွက်တာတုတ်ပြန်တာเนาะလာလည်းမြန်ပါကောင်မှုလို့ဆိုဒါပေမဲ့ဒီကောင်ကြီးက ဒီကောင်းကအဲ့လိုဒီနိုင်ငံမှာဒီကောင်းနေလာကြပြီဆိုတော့ဟိုဒီကောင်းကချက်ချင်းကျွန်တော် reaction မလာဘူးနော်မတုတ်ပြန်ဘူးနော်မတုတ်ပြန်ဘူးအဲ့လိုမတုတ်ပြန်ဘူးဆိုတော့ကိုကတတိဝင်သွားတာသူကအရင်အရင်ထိုးတာကသူကစောက်တာအရင်ထိုးရင်ထိုးတဲ့လူကရှုံးမယ်ဒီမှာဥပဒေကတည့်ရမလားအာကျွန်တော်ကဒါတော့မှနော်ကံကောင်းလို့ဒီဒီကျွန်တော်ဒီအင်ဂျီကိုကျွန်တော်လှမ်းဆွဲတာဒီကောင် လွတ်သွားလို့အဲကောင်မလွတ်ရင်ကျွန်တော်ထိုးမိမှာထိုးမိရင်ကျွန်တော်လည်းအခုလောက်ဆိုရင်ဟိုအဲ့အဲ့ဒီဟို criminal record ရနေတော့ပြီဒီလား yes ကန်ရောက်နေတော့ပြီဆိုတော့ဘာမှသူကမရှင်းပြနဲ့မိရန်ဖြစ်တယ်မှာရန်ဖြစ်တယ်ဘာမှရှင်းမပြနဲ့သွားမင်းထိုးရင်ထိုးတဲ့ဟာပဲဆိုတော့အဲ့လိုမျိုးစီကန်းကိုအဲ့လိုတခါထိမ့်သိမ့်ထားတာဒီနိုင်ငံမှာနော်ဟိုလုတ်လို့မရဘူးအဲ့အဲ့ချက်ဆိုးတာကျွန်တော်ကနေသွားပြီးတော့သူ့ကိုဟိုဟိုဟာပေါ့ဟိုဒီ Facebook ပေါ်မှာပြောလို့မရဘူးဘာဖြစ်လို့ဆိုတော့ 就那 Facebook 贝嘛，对吧？第一，大量国家的，还没搞牛谁的这个东西，哎，他带动来就行，就那这，先淘家嘞，对啦，喏，来到这，那说实现嘞，就那路乌布的呢，老老外，南京嘛乌布的地面老外，喏，啊，我这就讲个话就时候，不晓得咪不晓得，喏，那时候嘛就就那路的微博的酷嘛，把这的人带来说要研究一下他们，喏，研究一下他 မီးနဲ့စန္နာဝင်းနဲ့ပြဿနာတက်တယ်စန္နာဝင်းကိုစန္နာဝင်းမှမသိဘူးရဲချုပ်သမီးကဘာလဲဆိုတော့ဒီစန္နာဝင်းကိုသွားပြီးတော့ပြရမလားဟိုပြဿနာရှာတာเนาะရှာပြီးတော့သူ့အမဟိုခင်ညွတ်ကိုခေါ်ပြီးတော့ဟိုကဒီစန္နာဝင်းကချက်ချင်းပဲခင်ညွတ်ကိုဖုံးဆက်လိုက်တာအမရဲချုပ်သမီးထိုင်ပြီးတော့ဟိုရှစ်ခိုးမတက်တောင်းမန်တာတော့မရတော့အဲ့ရဲချုပ်ပြုတ်သွားเนาะသူ့အဖေသူ့သူ့သမီးကြောင့်သူ့အဖေပြုတ်သွားဆိုတော့အဲ့လိုမျိုးကြီးနိုင်ငံကြီးအနေနဲ့လောက်တာလေ ဥပဒေနဲ့မလုပ်ဘူးစင်ကာပူမှာလေဝင်ကြီးချုပ်ကဲကားကိုမော်တော်ပီကယ်ကနေပြီးတော့ဖမ်းလိုက်တာဥပဒေဖောက်ပြလို့ဆိုပြီးတော့အဲ့ဒီရဲကစုရပါရဲ့ဗျာကဲစင်ကာပူနိုင်ငံမှာလာမလုပ်နဲ့ရဲကအကောင်မဲ့စင်ကာပူနိုင်ငံမှာစစ်သားလဲဖမ်းလို့ရတယ်ဒီဝင်ကြီးလဲဖမ်းလို့ရတယ်သူတို့မှားရင်ပြောတာပေါ့နော်ဘာမှဟိုအဲ့အဲ့ရဲကမပြုတ်တဲ့အပြင်ယာလူအောင်တိုးသွားတယ်ပြက်ပြက်သားသားလောက်တာဆိုတော့ဘာကွာလဲစဉ်းစားကြည့်နိုင်ငံတစ်ခုတိုးတက်ဖို့ဆိုတာက ွာတယ်เนาะကျွန်တော်စင်ကာပူနိုင်ငံမှာတွေ့တဲ့နေရာမှာကျွန်တော်ဆက်လက်မတောက်ရဲဘူးကုန်းတွေမထွေရဲဘူးထိုင်းလန်းမှာတွေ့ကြမလားဒီလောက်ပြောထားတာတော့မှထိုင်းလန်းလိုနေရာမျိုးတွေတော့မှထိုင်းမှာတော့မှအစည်းအကမ်းမရှိသေးလောက်လောက်ကြသေးတယ်စင်ကာပူမှာเนาะစန်တိုစာသွားကြည့်ကြည့်အဲ့စန်တိုစာမှာဗမာအများဆုံးစုတာအဲ့စန်တိုစာမှာဟိုဘာလဲအဲဘယ်စန်တိုစာဘယ်နေရာမှန်းတော့မသိတော့နေရာတော့ကျွန်တော်မေ့သွားအဲ့ဗမာတွေဗမာတွေစုတဲ့နေရာဗျာ ပတ်စံဒီပါလွှဲတဲ့နေရာเนาะပနဇူလာဒီပနဇူလာမှာဗမာတွေစုံတာเนาะအဲ့ဗမာတွေကတွေ့တွေ့တဲ့နေရာမှာကွန်ဒရီထွေးတယ်ရဲကတွေ့ရင်လာလာဖိုင်ပဲเนาะဖိုင်ချတာအဲဖိုင်စင်ကာပူတစ်ထောင်နေပါချတာเนาะဒါဘယ်ကောင်မိလဲမမိလဲတော့မသိတခါကျရင်ဂျိန်နေနေပါတို့လောက်တာဆိုတော့အဲ့ဒါအဲ့ဒါကိုစီကန်တခြားနဲ့လောက်တဲ့နိုင်ငံမှာကြတော့အလုံးင်းစီကန်ရှိသွားတာ ကျွန်တော်စရောက်တဲ့နိုင်ငံစင်ကာပူနိုင်ငံလည်းဖြစ်တဲ့အခါကျတော့เนาะကျွန်တော်တို့ဆိုရင်ဟိုတွေ့ကြရမှာတွေ့မထွေးရဘူးတိလားရဲရလေရန်ဖြစ်တဲ့ဆိုရင်3မိနစ်တွင်ရဲရရောက်လာတာအာတကယ်ဟိုဥပဒေကကောင်းသလားမမင်းနဲ့စင်ကာပူမှာเนาะသူနိုင်ငံလေးကလည်းတေးတယ်တေးတဲ့အချိန်ရောက်လဲနိုင်နိုင်ညာညာနေနေနဲ့ဟိုဥပဒေကိုထမ်းဆောင်ပေးတာလေနိုင်ငံလည်းတေးတယ်ဗျာဥပဒေကိုလည်းရိုးရိုးရွယ်ရွယ်နဲ့ရီးရွယ်ရွယ်နဲ့လုပ်မယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲအဲ့နိုင်ငံဖားဖြစ်သွားမှာပေါ့ ဟိုကဖာမဖြစ်တဲ့ပြင်ကတကဘာလုံးကြော်ကြားနေတဲ့နိုင်ငံဖြစ်သွားတယ်เนาะစင်ကာပူကသူ့လိုနိုင်ငံမျိုး၁၀နိုင်ငံလောက်တိစောက်လို့ရသွားပြီသိလားเนาะကျွန်းသားချီကြီးစက်မင်္ဂလာပါကျွန်းသားချီကြီးစက်တော့ဒီဘက်ရောက်လာအကုန်လုံးဟိုဘက်ကเนาะအဲ့တော့အေးစေးပေါ့เนาะကျွန်တော် ကျွန်တော်ခုနကလည်းတစ်ခေါက်ပြောပြီးပြီဆိုတဲ့အခါကျတော့နောက်အေးစေးစေးเนาะကျွန်တော်နိုင်ငံတိုးတက်ဖို့အတွက်เนาะဟိုကျွန်တော်တို့တွေပြောဆိုအောင်ပါပေါ့เนาะအဲ့တော့ကျွန်တော်တို့ဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူးเนาะ ကျွန်တော်မြန်မာလူမျိုးတွေရောတခြားလူမျိုးတွေရောကျွန်တော်တို့တွေစီကန်ရှိဖို့လိုတယ်သိလားကျွန်တော်တို့ခုလုပ်နေတာဟာကျွန်တော်နိုင်ငံတိုးတက်ဖို့အတွက်လုပ်နေတာကျွန်တော်နိုင်ငံအမှန်တရားပြန်ရဖို့အတွက်လုပ်နေတာနော်အဲအမှန်တရားရပြီးတော့ကျွန်တော်တို့နိုင်ငံမျိုးဆက်တစ်တွေသူ့နေရာနဲ့သူ့နေနိုင်စားနိုင်တောက်နိုင်လုပ်နိုင်အောင်ကျွန်တော်တို့ကြိုးကိုကြိုးစားရမှာနော်ဒါကြောင့်ကျွန်တော်တို့ဘာလဲဆိုတော့ကိုကိုကိုတိုးတက်အောင်ကျွန်တော်တို့အရင်ကြိုးစားရမှာနော်ဒါမှသာလျှင်ကျွန်တော်တို့နိုင်ငံကိုကျွန်တော်တို့ပြုပြင်လို့ရမယ်ထိန်းသိမ်းလို့ရမယ် မဟုတ်လို့ရှိရင်ကျွန်တော်တို့နိုင်ငံဟာเนาะတောက်လျှောက်ကျွန်တော်တို့စီကံမဲ့သွားနဲ့ကျွန်တော်တို့ထားခဲ့တာเนาะစီကံမဲ့သွားနဲ့ထားခဲ့တာเนาะဟုတ်ဟုတ်မင်္ဂလာပါအဲ့တော့ကျွန်တော်တို့လေစီကံရှိဖို့လိုတယ်ဒီကိုကိုတိုင်းလည်းစီကံရှိဖို့လိုတယ်မအားလားကိုလည်းကျွန်တော်တို့ပြင်းတာပြင်းတာတက္ကနာပဲเนาะကိုကိုတိုင်းလည်းစီကံရှိဖို့လိုတယ်အဲ့တခါလဲတင်တခါလဲစာတခါလဲတင်တည့်ရမှာတခါလဲတင်ဟောကိုငါငါဘယ်လိုနေမယ်ဘယ်လိုထိုင်မယ်เนาะငါတို့တွေ ီနောင်လာနောင်သားတွေကိုငါတို့ဘယ်လိုပြောပြနိုင်အောင်လုပ်မယ်ဆိုတာတွေနော်အဲကျွန်တော်တို့လည်းလုပ်ကိုလုပ်ရမယ်နော်ကျွန်တော်ဒီစစ်အာဏာရှင်ကိုတော်လှန်ရင်တော်လှန်ရင်တော်လှန်ရင်နဲ့ကျွန်တော်တို့ကိုယ်တိုင်ကစီကံမရှိဘူးဆိုလို့ရှိရင်ဘာမှကျွန်တော်တို့တိုးတက်လာမှာမဟုတ်ဘူးနော်အဲကျွန်တော်တို့တိုးတက်ဖို့အတွက်စီကံရှိဖို့လိုတယ်ဟုတ်ပြီလားခင်နော်ရေတော့ဘုံအောင်အောင်ရမယ်နော်ကျေးဇူးတင်ပါတယ်အားလုံး thank you